သမရဖြစ်ရင်မင်းအောင်လိုင်းရတရားချေပြီဆိုတဲ့အကြောင်းကင်းဆက်ပြီးပါမယ်။လွန်ခဲ့တဲ့ရက်တပတ်ကုန်မှာစစ်ကောင်းဆောင်မင်းအောင်လိုင်းကနှစ်ထောင်ပြည့်နှစ်တင်ကတွင်ကဒေတာတိုင်းမှုလုပ်ခဲ့တဲ့ကျိုင်းတုံကိုထတ်သွားတယ်။နှစ်ထောင်၂၁တခုနှစ်မှာစစ်အာဏာသိမ်းပြီးနောက်ရှမ်းပြည်အရှေ့ပိုင်းကအဲ့ဒီမျိုးကိုတူသွားတာအကြိမ်ပေါင်းမနေတော့ဘူး။အကြိမ်တိုင်းမှာတူသွားတဲ့အကြောင်းရင်းကအတူတူပဲ။မြမနီမြမဟန်ကမ်မီရာအတန်းနဲ့ရတရားချေဖို့တာဖြစ်တယ်။သူအခုနောက်ဆုံးခီးစင် မှာတော့မြမပြင်းရဲ့အဆောင်ရောင်၅ခုနဲ့တခုဖြစ်တဲ့ ယတနာတရပူကိုလောကတရပူပြားမှာမေလ24ရက်နေ့ကထပလာတင်နေသူနဲ့တူသူကိုခွေရင်ယတရားခါတော်ပြီးဘုံကြီးဖြစ်သူစကားမပြောတဲ့ဝစီဘိတ်ဆရာတော်လည်းပါတယ်သူတို့နှစ်ယောက်ကြာကဆက်ဆံရင်ကမင်းအောင်လိုင်းအဲ့ဒီစစ်တမ်းမှာတိုင်းမှုလုပ်တဲ့နှထောင်ပြည်နှစ်တွေကစတင်နေအဲ့ဒီပုံကြီးကအာနာသိန်းစစ်ကောင်းဆောင်ရဲ့လက်ခတ်ပေးတဲ့အကြံပေးလို့အများကယူဆကြပြီးရတရားအနေနဲ့ဆင်အာနာသိန်းမှုစန့်ကျင်ဆန္ဒပြသူတွေကိုဥကောင်းကိုပြစ်ဖို့လုံခြုံရေးတပ်တွေကိုအမိန်ပေးဖို့ဆင်အာနာရှင်မင်းအောင်လိုင်းကိုအခါတော်ပြီးသူလို့စွပ်စွဲခံရတယ် ခေတ်ကိုပြောင်းဖို့ခေါင်းကိုပြစ်လို့လူမှုကွန်ရက်မှာကိုကပြောကြပါရယ်စစ်ကောင်စီရဲ့ဖြုတ်ခွိုင်းမှုအစိုးပိုင်းရဲ့တွေမှာတပ်ဖြတ်ခံရတဲ့ဆန္ဒပြသူများဆိုတာဦးကောင်မှတီဆန်တန်ရနဲ့ပြေဆုံးကြပါရယ်စစ်ကောင်စာမင်းအောင်လိုင်ကဝစီဘိတ်ဆရာတော်ရဲ့လမ်းညွှန်မှုနဲ့2015ခုနှစ်ကလေးကတည်ထားတဲ့ကျိုင်းတုံမျိုးစုံကဗုဒ္ဓဥယျာဉ်မှာလည်းဘုရားတဆူကိုအနိကစားတင်ခဲ့တယ်။စစ်တောင်းဆောင်မင်းအောင်လိုင်ကဒီဇင်ဘာလအတွင်းရွှေကောက်ပွဲလုပ်ဖို့တွန်းအားပေးနေချိန်မှာအခုအခမ်းအနားကိုသူတို့မြောက်ပြုလုပ်တာဖြစ်တဲ့ မြန်မာကပြည်သူများပြားကတော့အဲ့ဒီယတနာတယ်ဖုန်းလူတာယတရားလိုပဲမြင်ကြတယ်။ကန်ဆုံးမှုတွေကိုရှောင်ပြီးကန်ကောင်းခြင်းဖြစ်စီမဲ့မြန်မာဘာသာရေးယတရားပေါ်စစ်ကောင်စားမင်းအောင်လိုင်းနဲ့စန်နီဒေါ်ဂျူဂျူလာတို့ကြိုင်းတုံရှိလောကတရဖုန်းစီဒီမှာယတနာကောင်းပေါင်းတယ်ဖုန်းကိုမေလ24ရက်ကကတ်လူရဲ့ပုံတွေကိုလည်းပေါ်ပြထားပါတယ်။မြန်မာပြည်နေနဲ့တက်တဲ့တရဖုန်းပုံသူကိုထပ်ပနာရာဟာသူတမနာဖြစ်ဖို့အခွင့်အရေးကိုကန်တက်စေဖို့လို့မြန်မာပြည်သူတွေနားလည်ကြပါတယ်။စစ်ကောင်စီကောင်းဆောင်မင်းအောင်လိုင်းကတမနာဖြစ်စိတ်တစားအတွက်ကြော်ကြားနေတာတော်တော်ကြာပါပြီ။ ။နိုဝင်ဘာရွှေကောက်ပွဲမတိုင်ခင်လတန်ကြာ2020ပြည်နှစ်အစပိုင်းမှာမင်းအောင်လိုင်ကဝစီဘေးစီယာတို့ရဲ့လမ်းညွှန်မှုနဲ့ပကံကရှေးဟောင်းကြီးလို့မင်းလို့ပြရမှာတင်းတော်တင်နေရှေးဟောင်းထုံနဲ့ဆင်လာရကြီးလို့မင်းလို့ပြရမှာလူတန်းနဲ့ပြည်နှစ်ကဖုံးကန်တက်ပြီးတင်းနဲ့ရှေးကြစီရဲ့လို့ယုံကြည်နေ ဖရိုင်းရဲ့ဘွယ်တော်ကဗမာပြည်နည်းရဲ့အဆောင်ရောင်ဒီနန်တောင်းနေလို့အထိပ္ပယ်ရတယ်စစ်ကောင်းဆောင်မြောင်းလိုက်တွေ့မြုံလင်းချက်တွေကစစ်တပ်လက်ဝေကပြည်သာစုချက်ခိုင်းနေဖွံ့ဖြိုးရေးပါတီ USDP 2020ပြည်နယ်ရွှေကောက်ပွဲမှာလွတ်တော်နေရအနည်းဆုံး26ရာခိုင်နှုန်းအနိုင်ရရေးပေါ်မူတည်ခဲ့တယ်အဲ့ဒီ26ရာခိုင်နှုန်းရရင်စစ်တကခန့်နဲ့25ရာခိုင်နှုန်းနဲ့ပေါင်းလိုက်ရင်တမရဖြစ်ဖို့လုံလောက်တဲ့အင်းရပြီဒါပေမဲ့အဲ့ဒီရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကတောင်ပြိုကမ်းပြူနိုင်တဲ့အခါသူ့ရဲ့အိမ်မက်ဟာတစားစီပြိုကွဲသွားတယ် ဲ့ဒီအိမက်ကိုပြန်လဲတက်သွင်းမှုသူအာနာသိမ့်ပြီးရသားဆုံးရကိုဖြုတ်ချကနိုင်ငံကိုပြီပင်းရေးဖြစ်စေမြန်မာပြည်သူတွေရဲ့အမြင်မှာတော့အခုနောက်ဆုံးလုပ်တဲ့ပါတိုင်းတလိမ့်ထုံထမ်းဟာဒါမဲ့ဒီဇင်ဘာရွှေကောက်ပွဲအတွက်ပြင်ဆင်တဲ့ရည်ရည်ချက်ပါမှမပေါ်ဘူး ဗလာ28ရက်နေ့ငလင်ကစကိုင်းမန္တလေးနဲ့သူရဲ့ဌာနချုပ်နေပြီးတော့မှအကြီးအကျယ်ပြသပြီးရင်တော့စစ်ကောင်းဆောင်ကသူရဲ့စစ်ကောင်းစီအတွက်နမိတ်မကားမှုလို့ယူဆတဲ့အတွက်အီဒီလာမှာရှမ်းပြည်တောင်ပိုင်းတောင်ကြီးမှာဘုရားအနိကစားဒမီတုံမြန်ကကန်ဆိုးမွေကိုရှောင်ရှားဖို့ကောင်းမှုပြုကုသိုလ်ရှာတဲ့သူရဲ့လုံရက်တွေဟာအမြဲတမ်းတွေ့နေကြပုံစံအတိုင်းပဲ မောခဆိုင်ကလုံးမုံနိုင်ကမြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်မှာတိုက်ခိုက်ချက်စီးမှုမတိုင်မီတရက်အလို2023ခုနှစ်မေလ17ရက်နေ့မှာမြန်မာနိုင်ငံကဗုဒ္ဓဥယျာဉ်ရှိဝစီတိဆရာတော်တည်ထားတဲ့တရားဏီကစားတင်ရင်ကေဆယ်ကူညီအစီအစဉ်တွေကိုရှောင်ရှားခဲ့တယ်။မြန်မာစစ်ကောင်ဆောင်တွေကအရန်ရှူတဲတယ်လို့အမိဆိုးနဲ့ကြော်ကြားပြီးနက္ခတ်ပေတွေ၊ကံမီယာ၊ကနန်းပေတွေအောက်လန်းနဲ့ရေဒီယာကိုမကြခဏအားကိုးကြတယ်။သူရင်စစ်ကောင်ဆောင်တွေရဲ့ခြေလှမ်းကိုလိုက်နေပြီးစစ်ကောင်ဆောင်မြန်မာနိုင်ငံကသူရဲ့အုပ်ချုပ်ရေးတရားဝင်စီစဉ်ဝေဖို့ ဗရမယာတွင်နေစင်ဖြူလေးကိုကံမီယာအဆောင်ရောင်နေဖြစ်တော့နေစင်ဖို့ချက်တွင်ဟာဒီလိုရှာမဖြစ်စီနေဖြစ်တဲ့ကြီးမားတဲ့ဗရမယာတွင်တမင်ဖြူဆွေးနေတဲ့စင်ဖြူလေးရှိတာကိုသူတို့ရဲ့တာဝန်မှုမင်းကောင်းမင်းမြတ်ဖြစ်မြင်ကြတယ်။ဒါပေမဲ့မင်းအောင်လိုင်းကတော့အရင်ပိုဆုံးတွေ့တဲ့တာလောက်ပြီးအာနာသိမ့်ပြီးတနည်းလောက်မှာပဲကြီးမားတဲ့ဗရမယာကြီးတစ်လုံးနဲ့စင်ဖြူတကောင်တွေ့ရှိကြောင်းကြေညာတယ်။လွန်ခဲ့တဲ့၄နှစ်တွင်မှာစစ်ကောင်ဆောင်ကဖျားရီကိုကြီးရောပြန်တင်ရင်အလုပ်တွေများနေခဲ့ပြီးတနိုင်ငံလုံးလက်နက်ကင်ပုံကံမှုကိုနိုင်ရဖို့အတွက် ကန်ကောင်းအောင်ဘုရားတဆူကိုရှိတပ်ပေပေါ်ရုရှားနိုင်ငံမော်စကိုထိအောင်သွားတယ်။တရားနီကစားတင်းနဲ့သူ့ရဲ့စိတ်တစားကသူ့မှာတမနာယူယူပြီးပူလောင်နေကြောင်းပြသတဲ့ထောက်ထားပဲဖြစ်တယ်လို့မြင်ကြတယ်။ဥနေဝင်းကရန်ကုန်မှာမဟာဝီစီယဘုရားတဲ့ပြီးသူ့ကိုစက္ကန့်သူဦးတန်းရွှေကဆေယောဆူရဲ့မြို့တော်တင်မာရွှေကောင်စီတော်နဲ့ပုံစံတူဥပဒါတန်နီစီတော်ကိုအနီကစားတင်နေမင်းရောင်လိုင်းကသူ့ချင်းရလိုင်းနင်းပြီးနေပြီးတော့မှကပ္ပအကြီးဆုံးခိုင်းတော်မူဘုရားလို့ခေါ်တဲ့ဘုရားကိုတင်နေ အဲ့ဒီမှာရဝင်စီယာဗုဒ္ဓဆင်းသူကမြန်မာစစ်တပ်ရဲ့အဆောင်လက်ဖွဲ့ကိုကနန်းနဲ့ဂိန်းကနန်းညာဆက်ဆက်နေတယ်။မာရဝီစီယာဆိုတဲ့ပွင့်ဟာမာရအန်နီယကိုအောင်းနိုင်ခြင်းလို့အတိတ်ပင်ရတယ်။၂၀၂၂ခုနှစ်ဖေဖော်ဝါရီလမှာမင်းအောင်လိုင်းကမကွေးတိုင်းကသူမွေးပွားတဲ့မင်းဘူးနဲ့ကီလိုမီတာ၂၀လောက်ပဲဝင်နေပွင့်ဖြူမြို့နယ်ကကြေးရွာစီပြီးတော့တဆူကိုပြန်လည်ထီတော့တင်နေသူကဖျားရဲ့ပွဲတော်ကိုတက်တာပန်းတောင်ဖြစ်ကနေစက်ကြာပန်းတောင်ဖြစ်ပြောင်းခဲ့တယ်။အခါတော့ပြီးနက်ခတ်ပေးတဲ့ဆရာရင်းရဲ့အဆိုအရသူဟာဘင်းအားလုံးရဲ့ပင် စကြဝဠာမင်းဖြစ်ဖို့မျှော်လင့်လို့တရားပွဲကိုအဲ့ဒီလိုပြောင်းတာလို့သိရပါတယ်။အဲ့ဒီဒီတင်ပွဲတွေမှာစစ်ကောင်ဆောင်ကအစင်လာစကားဖြစ်တဲ့အောင်ကြီးလို့သုံးတာအော်ပြီးဘာသာရေးအခမ်းအနားအောင်မြင်စွာပြီးတဲ့အထိတ်မှတ်လုပ်တဲ့ဒါမဲ့သူရဲ့ပစကအဲ့ဒီစကားကရှန်သူရင်ကိုနိုင်ဖို့မျှော်လင့်ချက်နဲ့အော်ရင်ချက်တွေအရလို့အသေးပင်ရကြောင်းယူဆတယ်။ သူဖြုတ်ချခဲ့တဲ့ရွေးကောက်ခံအစိုးရရဲ့ပါတီမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD နဲ့ရှမ်းတိုင်းရဲသားဒီမိုကရေစီဖွဲ့ချုပ် SNLD လိုအဓိကကြတဲ့ဒီမိုကရေစီပါတီတွေကိုဖျက်သိမ်းပြီးရနောက်မင်းရလိုင်းကဒီတစ်ခါမှာတော့ရွေးကောက်ပွဲရလနဲ့ပတ်သက်ပြီးစိတ်ပူပြန်မလို့ဘူးစစ်တပ်လက်ဝန်ကရွှေ SDP ကဒီဇင်ဘာရွေးကောက်ပွဲမှာအများစုနိုင်ပြီးအတူရောင်လွတ်တော်ကိုလွမ်းမှုကသူရဲ့ကာလကြာမြင့်ပြီးဖြစ်တဲ့တမနာပြည်ရှင်မန်းချက်ကိုဖြည့်ဆည်းပေးဖို့လမ်းကင်းပြီးမဲ့လမ်းကြောင်းမှာရှိနေတယ်။ ဒါပေမဲ့မင်းအောင်လိုင်းကကေကြအောင်လုပ်ခြင်းမီရေရဟာသူ့အတွက်တဘာဝလုံးအသက်အာမခံဖြစ်တယ်လို့ဆောင်းပါးမှာရှိသားထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့မြန်မာနိုင်ငံရေးမှာတရုတ်ပါဝင်မှုအတွက်ကျေးဇူးတင်ကြောင်းမင်းအောင်လိုင်းဆိုတဲ့အကြောင်းပြန်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကြီးမှာတရုတ်ပါဝင်နေမှုအတွက်ကျေးဇူးတင်ကြောင်းစစ်ကောင်စာပို့ချုပ်မှုကြီးမြန်မာနိုင်ငံကဆော်လာရှိရမှာကြားရောက်တဲ့မြန်မာတရုတ်နိုင်ငံတနမန်ဆက်ဆံရေး85နှစ်ပြည့်အတွင်းတရုတ်ပြည်သူတမရနိုင်ငံတမရရှိချင်းမြန်တဲ့ပေးပို့တဲ့တောင်းလာမှာဖော်ပြထားပါတယ်။ စစ်ကောင်စီကောင်ဆောင်ဗိုလ်ချုပ်မူကြီးမြောင်းလိုက်ကဒင်းယုတ်တမရာရှိချင်းပြန်ချံကိုပြီးပို့တဲ့တုံးလွာမှာရေရှည်တည်တဲ့နဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုရရှိစေရင်အမျိုးသားပြည်လဲတည်မြက်ရေးနဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမြန်မာနိုင်ငံရဲ့ကျိုးပန်းမှုကိုတရုတ်နိုင်ငံအခိုင်အမာထောက်ပံ့ပေးတဲ့အတွက်လှိုင်လင်းစွာကျေးဇူးတင်ရှိရလို့ဆိုထားတာဖြစ်ပါတယ်။ဒါအပြင်နိုင်ငံသားကန္နာဆောင်ပူပေါင်းဆောင်ရွက်မှုမှာပုံမတိုးတက်လျက်ရှိပြီးအထူးသဖြင့်ပိုလန်မှာစီမံကိန်းအောက်ရှိတရုတ်မြန်မာစီးပွားရေးစင်ကြံမဟာဗျူဟာမြောက်စီမံကိန်းက တနိုင်ငံနဲ့ပြည်သူများအတွက်အကောင့်ထည့်ပေါ်နေမှုကကျင်းနဲ့အားရပွဲဖြစ်တယ်လို့လည်းစကောက်စီကောင်းဆောင်ကဆိုပါတယ်။ဒါအပြင်2024ခုနှစ်နိုဝင်ဘာလကကိုမင်းမြို့မှာကျင်းပတဲ့မဟာမင်းကောင်ဒေသရင်းထိပ်တီးဆွေးနွေးပွဲတက်ရောက်ခဲ့ခြင်းကစွန့်ရင်စားပြုံးရေးတင်ယူပို့ဆောင်ရေးနဲ့ပြည်သူ့ကျန်းမာရေးအစားရှိတဲ့အဓိကကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်နိုင်မယ့်ခွင့်လန်းကောင်းတင်ရဖြစ်တယ်လို့လည်းစကောက်စီကောင်းဆောင်ကသမရရှိချင်းမြတ်တန်ပြပို့တဲ့တုံ့ဝန်လာမှရှိသားထားတယ်။ ဆက်လက်ပြီးမြန်မာတရုတ်နိုင်ငံကြားရှိရင်ဆွေးရင်းနှီးမှုပုံမနှဆိုင်စီရင်နေနောက်လာမယ့်ဆယ်စုနှစ်များစွာထိကြက်ကြက်ခိုင်းအပြန်လန်အကျိုးရှိမဲ့ဆက်ဆံရေးကဏ္ဍတစ်ကိုလည်းခေါ်ထုတ်သွားမယ်လို့စစ်ကောင်စီကောင်ဆောင်ကတရုတ်တမန်တော်ရှိချင်းဖြင့်ကိုကန့်လန့်ထားပါတယ်ပြီးခဲ့တဲ့မေလကွန်ရက်ကစစ်ကောင်စီကောင်ဆောင်နဲ့တရုတ်တမန်တော်တို့ကရုရှားနိုင်ငံမော်စကိုမြို့မှာတွေ့ဆုံခဲ့ပြီးနေဆက်လုံးကြုံရင်းဆွေးရင်ကဏ္ဍနဲ့မဟာဗျူဟာမြောက်စီမံကိန်းများပူးပေါင်းဆောင်ရွက်ဖို့ကိုလည်းဆွေးနွေးခဲ့ပြီးတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင် နောက်ထပ်တစ်ပုံအနေနဲ့ပြည်သူဆိုင်ရာလုံတမားပွင့်ရဲ့ဆောင်ပြချက်ကအကြံဘက်စတက်ကတရားလက်လွန်ဖက်စီတပ်ဖြတ်နေတာတွေကိုဟန်ကြားနိုင်တယ်လို့ယုံကြည်ကြောင်း CRPA ဆိုတဲ့အကြောင်းပြန်ဆက်ပေးပါမယ်။အပြည်သူဆိုင်ရာလုံတမားပွင့်ရဲ့ဆောင်ပြချက်ကအကြံဘက်စတက်ကလူ့ခွင့်ရေးချိုးဖောက်နေတာတွေတရားလက်လွန်ဖက်စီတပ်ဖြတ်နေတာတွေနဲ့အပြစ်မဲ့ပြည်သူတွေကိုလေကြောင်းတန်ခိုင်မှုပြည်သူ့အုံအိမ်တွေကိုမိရှုပ်ဖျက်ဆီးနေတာနဲ့အတင်းအဓမ္မစစ်မှုထမ်းခိုင်းစီမှုတွေကိုဟန်ကြားနိုင်နေတယ်လို့အခိုင်အမာယုံကြည်ကြောင်းဒီနောက်ဆုံးတော့ကိုစားပြုကော်မတီ CRPA ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အကြံပေးခြင်းအဆိုပေါ်ဒီရောက်စွာယူယူနိုင်ရေးပြည်ပြည်ဆိုင်ရာလို့ဒီမှာဖွဲ့ကစုံဖြတ်ချက်ချမှတ်ခဲ့မှုနဲ့ပတ်သက်လို့ဇွန်လ10ရက်နေ့မှာထုတ်ပြန်ပြောဆိုလိုက်တာပါအကြံပေးစတဲ့ရဲ့လူမဆန်တဲ့အကြံပေးမှုတွေမြန်ဆောင်ဆောက်တဲ့အင်းနဲ့မြန်မာနိုင်ငံမှာဒီမိုကရေစီကိုအမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေးအတွက်အဖွဲ့ဝင်နိုင်ငံတကာနိုင်ငံချင်းကဖြစ်စေအဖွဲ့ဝင်နိုင်ငံတွေကြားညီညွတ်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေဖြစ်စေမြန်ဆန်တရားပြည့်အရေးယူမှုတွေလုပ်ဖို့စီရပေးကတိုက်တွန်းထားပါတယ် အပြည်သူဆိုင်ရာအလို့သမားဖွင့်ရေးဆောင်ပြေချမ်းအောင်မြန်မာပြည်သူဝေခံစားနေရတဲ့ဒုက္ခမျိုးစုံကိုကုစားပြီးနိုင်ရေးနိုင်ငံတကာအတိုင်းဝန်းနေနဲ့စာနာနားလည်မှုနဲ့လက်တွေ့ကျကျကူညီပေးမယ်ခြင်းလန်းပြမှတ်ယူထားပြီးနောက်ဆက်တွင်ကျူပန်းအားထုတ်မှုတွေအချိန်တို့တွေ့ရှိလာနိုင်လို့ပြည်တော်စုလွတ်တော်ကုစားပြီးကော်မတီကမျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံမှာတရားမဝင်အာဏာလိုထားတဲ့အကြံပတ်စတဲ့နဲ့စစ်အုပ်ချုပ်ရေးအငြင်းဆုံးဆုံးတက်ဆွေပြီးဒီမိုကရေစီပြန်လည်တည်ဆောက်နိုင်ရေးတရားမျှတမှုပေါ်ဆောင်နိုင်ရေးနဲ့အစက်သားအုပ်ချုပ်ရေးပြန်အငြင်းဆုံးပေါ်ပေါက်လာဖို့အတွက်မှန်ကန်တဲ့တန်ဖိုးကူညီမှုတစ်ခုလိုလည်းပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ဒါကြောင့်အကြံပတ်စေအောင်စုရဲ့တရားမဝင်စေအောင်ချုပ်ရင်းအကြံပတ်မှုတွေစောင့်တက်ပြီးမြန်မာပြည်သူ့ဒီမိုကရေစီလွတ်လပ်ခွင့်နဲ့အခြေခံခွင့်ကိုရရှိခံစားနိုင်ဖို့အတွက် နိုင်ငံရေးရာစူပိုင်းရာအရှိန်ယူတန်ခတ်ပိတ်ဆို့မှုတွေတုံ့ပြန်ချမှတ်ပြီးဖို့လေနိုင်ငံတကာအတိုင်ဝန်ကိုတက်လောင်းတောင်းဆိုထားပါတယ်ဒါပေမဲ့အာနာတင်းယူထားပြီးမြန်မာပြည်သူတွေပေါ်ဆိုရရင်လူခွင့်ချုပ်ပမှုတွေကျွလွန်နေတဲ့အကြံဖတ်စကောင်စီကိုအပြည်ပြည်ဆိုင်ရာအလို့သမားဖွဲ့ကဖွဲ့စည်းပုံစီရင်ဥပဒေပုံမှန်33နဲ့တန်ခတ်ပိတ်ဆို့အရင်းအမြစ်ဆုံးဖြတ်ချက်ကိုပြည်ထောင်စုလွတ်တော်ကုစားပြုကော်မတီကထောက်ခံဆိုဆိုတယ်လို့သတင်းမှဖော်ပြပါရှိပါရဲ့ရှင်။